အားလုံးပဲမင်္ဂလာပါဗျာစိုင်းနံသတင်းထရမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖန်တဲ့တော့ပါတီတွေမဲဆွဲတဲ့ကိစ္စစစ်ကောင်စီက Facebook ကိုဘန်ထားတဲ့ကိစ္စတွေကိုတင်ပြတာလေကြော်မျိုးမင်းရုပ်သံဖန်တဲ့ကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာကြော်မျိုးမင်းကအဲ့ဒီကြော့နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေသလဲဆိုတာကိုအားလုံးဝင်အောင်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းစိုင်းနံသတင်းထရမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီသတင်းလေးတစ်ခုอ่ะဘာလို့ဆိုတော့အဲဒီယူကောဘယ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပါမယ်ယူကောဘယ်နဲ့ပတ်သက်ပြီးပြောပါမယ်ယူကောဘယ်နဲ့ပတ်သက်တာဘာလို့ဆိုတော့မနေ့ကတော့ယူစီကသတင်းထုတ်ပြန်လိုက်တာရှိတယ်အဲ့ဒါဘာလို့ဆိုတော့ယူကောဘွဲမဲဆွဲလို့ရပြီပေါ့ဗျာမဲဆွဲတဲ့ရက်ကိုစထုတ်ပြန်လိုက်တယ်ထုတ်ပြန်တဲ့စာရအနှစ်ချုပ်ပြောမှဆိုရင်တော့2025ခုနှစ်အောက်တိုဘာ28ရက်ဒီလ28ရက်နေ့မှာမဲဆွဲတာစမဲဆွဲလို့ရပြီလို့ညင်ညာတယ်မဲဆွဲလို့ရပြီဘယ်တိလဲဆိုတော့12လပိုင်း26ရက်နေ့ည12လပိုင်းအထိ မဲဆွေဝင်ပြုတ်သွားပြီပေါ့ဗျာတော့ပြောတော့အဲ့တော့ဒီသမား28မှာကျင်းပမယ်ရွေးကောက်ပွဲအတွက်တဲ့မဲဆွေစီးဝင်ကာလောက်ရပောက်60တက်ပတ်လိုက်ပြီးတော့အောက်တိုဘာ28နနက်6နာရီနေ့စပြီးတော့26ရက်နေ့12လပိုင်းဒီဇင်ဘာပေါ့26ဒီဇင်ဘာည12နာရီအထိမဲဆွေဝင်ပြုတ်ရတယ်ဆိုပြောတယ်အဲ့တော့ဒီသမား26ညဆန္ဒနိုင်ဒီမဲဆိုကွန်ပြူတာ28ပြီး28ကြာရင်တော့မဲပြရမှာပေါ့နော်အဲ့ဒါရှိတယ်ဆိုကျင်ညာထားပါတယ်အဲ့တော့ဒါလည်းပဲတက်ပြီးတော့ဟို မဲဆွယ်စီယုံခွင့်ပြုပြီဆိုတာမျိုးကိုတော့ဟိုတင်ချာလေးကြီးညာထားပြီးတော့နောက်ဆက်တွဲမှာတော့ဟိုမဲဆွယ်တဲ့ကိုယ်တိုင်လောင်းနေရတော့ခုပြင်ဆင်ရကြပြင်ဆင်ရပြီတချို့ပါတီဩဂရိုက်ဆိုလို့ရှိရင်ဒီနေ့ Peace Forum မျိုးလာမတက်လို့တချို့ပါတီဩဂရိုက်လာမတက်တော့မဲဆွယ်ခွင့်ရပြီဆိုတာနဲ့ UEC နဲ့တို့တို့ချိတ်ဆက်ပြီးအလုပ်လုပ်တာကြီးလုပ်ကြတော့မှဖြစ်နေပြီးရင်တော့မဲဆွယ်ဖို့အတွက်ကိုတို့ရိုက်ကွေးလို့ဖို့ MRTV နဲ့ရိုက်ကွေးလို့ဖို့ကိစ္စတွေနောက်ပြီးစာချုပ်ပေါ့ဗျာအများကြီးညိုင်းလို့လိမ့်မယ်ဆိုတော့ MRTV ကနေရိုက်ကွေးရုပ်ထုတ်လွှင့်ပေးတာရှိမှာပါတီဩဂရိုက်ရဲ့တို့ရမဲဆွယ်စီယုံနဲ့ဟာတွေကို MRTV ထုတ်လွှင့်ပေးရတယ်ရှိတော့တို့အဲ့ဒီတော့လဲချုပ်တင်ပြင်ဆင်တာကြီးလုပ်ကြရအောင်မယ်လို့ကျွန်တော်မြင်နေနောက်တစ်ခုက ကိုကိုယ့်ရဲ့ကိုယ်ပိုင် platform ဖြစ်တဲ့ Facebook တို့ဘာလို့ YouTube တို့ TikTok တို့ကနေဖြန့်ဝေဖို့အတွက်လည်းလောက်ကြတာတွေလုပ်လိမ့်မယ်။ပြင်ပြင်စင်တာရော online ပေါ်တော့ဒါလေးတွေလည်းပြင်ဆင်ရလိမ့်မယ်။ခု28ရက်စပြီးလို့ကျင်းပလိုက်ပြီဆိုကြတဲ့ကဒါစပြီးတော့ကိုပြင်ဆင်ကြပြီ။ဒါကြောင့်ဒီနေ့ Peace Forum ကတော့သူပါတီဥက္ကရာတွေမလာနိုင်ကြတော့ဘူး။မတက်နိုင်ကြတော့ဘူး။မတက်ကြတော့ဘူး။ပြောချင်တာတော့ Peace Forum ကတို့အတွက်ယဉ်ကျေးတော်လို့ထင်ထားဖို့ရပါတယ်။ Peace Forum ကတော့ယဉ်ကျေးပါဘူး။ဥက္ကရာတွေကတော့လာကြမလို့ငါတို့ပါတီဝင်တယောက်တော့ရတာလေဆိုမျိုး အချိုးမျိုးတွေချိုးသွားသလားတော့မသိဘူးပေါ့နော်ဘလို့လဲတော့မသိဘူးဘယ်နဲ့ချိုးချိုးရတယ်တော့မသိဘူးချိုးတော့ချိုးသွားတာပါပဲနော်ဆိုတော့မလာကြဘူးမတွေ့ကြဘူးဒီနေ့ပြီးဆိုတော့ချိုးအုပ်ခရာတွေမတွေ့ဘူးဒါပါတော့အဲ့တော့ဟိုမဲဆယ်စီယုံခွင့်အစပေးပြီးဆိုတော့ BBC ကလည်းတို့တယ် BBC ကလည်းအတို့ထောင်လုပ်တယ်တမျိုးတော့ကောင်းတယ်ဒါပေမဲ့တမျိုးလည်းမကောင်းဘူးဘလို့တော့လို့ဆိုတော့တတိယမှပြောင်းကြရေးဂရုတွေမှာ BBC ကလာမေးတယ်မဲဆယ်စီယုံရဲ့အစပြီးလို့ကျင်းကြတာဟုတ်ပါပြီဒီ UEC ကကျင်းကြဟို UEC ကျင်းကြတာဟုတ်ပြီလေဒါပေမဲ့နိုင်ငံတော်ဒီမြန်မာစိုးအစိုးရအနေနဲ့ကျင်းကြတာရှိတယ်ပေါ့ Facebook ကိုဘာလို့ ban တယ်လို့ပြောထားတယ်ဆိုတော့အခုပါတီချိုက Facebook ကို ban ထားတယ်ဆိုတော့မြန်မာစိုးက ban ထားတယ်ဆိုတော့ Facebook ကနေပါတီချိုက မဲဆွယ်နေရရှိတယ်ဆိုတော့မျိုးသူကလာတို့အဲ့တော့ Facebook ကိုဘန်းလာလားဘန်းတယ်ဆိုရင်ဘာလို့ဒီလူရဲ့ဒီမှာမဲဆွယ်နေလဲဆိုတော့ပုံလောက်ကြတော့တနေ့တော့တို့တာပေါ့ဗျပြောရတော့ Facebook ကိုဘန်းထားတဲ့ကိစ္စကိုတို့တဲ့သဘောပေါ့နော်ဆိုတော့ပြောရရင်တော့ဗျလက်ရှိအစိုးရအနေနဲ့လည်းဒါ Facebook ကိုဘန်းထားတာလည်း၄နှစ် အဲရှိလိုက်ပါတော့လင်းနစ်လင်းနစ်ဆိုတာသူတို့အနာထိနေချင်နေစားရင်လင်းနစ်ပေါ့ဒါပေမဲ့ဘန်းတာတော့အဲ့လောက်ကြီးမကြသေးဘူးပေါ့ဘန်းတာတော့လင်းနစ်မရှိသေးဘူးဒါပေမဲ့ဟိုဘန်းတာလည်းနှစ်ဒီမနေတော့ပါဘူးနှစ်နှစ်ကျော်သုံးနှစ်ရှိပါပြီဆိုတော့ဘာလဲပြောပြောဟိုပြန်စဉ်းစားဖို့လိုဘူးလို့ယူဆတာပါပေါ့နော်ဘန်းတာတွေလည်းနောက်ဆိုရင်နောက်နောက်ဆိုရင် social platform တွေကျွန်တော်တို့တောင်းရတယ်အဆင်မပြေပါဘူးဟိုလည်းပြောတော့ VPN ခံရတဲ့ပြဿနာတွေကကျွန်တော်တို့ဘာတွေဖြစ်မှာလဲဆိုတော့မသိနိုင်ဘူးအရှုပ်ချက်ခံနေတာပဲအဲ့တော့ ဆိုချက်ပြောင်းတွေကိုပြန်ပြီးတော့ဖွင့်လို့ရရင်လည်းဖွင့်ပေါ်ဗျာထိနိုင်တယ်ဆိုလည်းဖွင့်ကြပါဘောမထိနိုင်သေးလို့မဖွင့်သေးဘူးဆိုလည်းမတတ်နိုင်ဘူးအတို့တော့ခုနကဘီဘီစီကတော့ပါတီတွေမဲဆိုတဲ့ကိစ္စ Facebook လိုဘာလို့မဲဆိုနေရဘယ်လိုလုပ်မလဲပါ냐ကြီးမိလာတယ်ဆိုတော့ဒါအတို့တောင်နေလို့တော့တွေ့ရတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီမဲကိစ္စနဲ့မဲဆွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်ဘာလို့ရှိလဲဆိုတော့အခုကိုယ်စလဲကောင်းနေမဲဆွဲတဲ့ခွင့်ပြုတာတစ်ပိုင်းအခုအခုကျွန်တော်တို့မဲယုံမှာရှိတဲ့မဲစင်းတွေပြဿနာအဲ့ဒါတွေလည်းနည်းနည်းတော့နိုင်ငံတော်အနေနဲ့နိုင်ငံတော်ကတာဝန်ရှိသူတွေဘီဘီစီကတာဝန်ရှိသူတွေပါတီကတာဝန်ရှိသူတွေအကုန်လုံးပေါင်းစပ်ပြီးတော့ အဖြစ်တစ်ခုတော့ဟိုလုံမရတော့မယ်ထင်တယ်ဗျဘာလို့ဆိုတော့ကျွန်တော်လည်းစိတ်ပူနေရှိတယ်ခုမဲတွေကဥမာထားပါတော့ကျွန်တော်ကကျွန်တော်ရက်ွက်မှာကျွန်တော်ရှိတယ်ဒါပေမဲ့ကျွန်တော်ရက်ွက်မဲဆင်းမှာကျွန်တော်မပါတာမျိုးတွေနော်တချို့ဆိုကြောက်ဥပါတယ်ကျွန်တော်ကြားတာမကြားတာပေါ့နော်ပြန်ကြားရတဲ့သတင်းရှိပါတယ်ဥမာဟိုပြန်ကြားရတဲ့သတင်းပြပြပါမယ်နော်ဟိုဒါတော့ပို့ပေါ်နေပြပြတာပါချို့တွေပြုံးစရာလေးဖြစ်သွားတာပေါ့နော်ဥမာ UI စီရတာဝန်ရှိသူတယောက်တော့ UI စီရတာဝန်ရှိသူတယောက်တော့သူကိုယ်တိုင်သူ့ရဲ့မဲသူ့ရက်ွက်ထဲမှာသူ့မဲနာမည်မပါဘူးမဲဆင်းတော့သူမပါဘူး ဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒါကနည်းနည်းလေးတော့ကျွန်တော်တို့ main နဲ့ပတ်သက်ရင်သတိလေးနည်းနည်းလေးဟောပြတော့မယ်ထင်တယ်ကျွန်တော်နောက်တစ်ခုကဟိုဒီတက်ဆိုင်ရရက်ွက်မှာရှိတဲ့ပြည်သူတွေကလည်းကိုမဲဆင်းကိုပေါင်သွားပြီးတော့ကိုယ်တိုင်သွားစစ်ကြဖို့လိုတယ်။ကိုမဲဆင်းထဲမှာကိုပါလာမပါလာသွားစစ်ကြဖို့လိုတယ်။ပြီးမပါရင်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ကုညီတော်ချက်ချင်းပြင်မြန်မြန်ဆန်လုပ်တာမျိုးလုပ်ဖို့တင်တယ်။နောက်တစ်ခါတစ်ချိန်ထဲမှာပဲဒီဘတ်ဆက်လို့မယ်ဆိုတော့အုတ်ချူအာနာတွေပဲဒီဘက်ကလည်းမြန်မြန်ဆန်လုပ်ပြနေအောင်လုပ်အောင်ပြီးတော့လာဝကလာဝကကလည်းစည်ရင်ကိုပြန်ပြီးတော့ကိုယ်စည်ရင်ကိုပြန်ပြီးသေချာပြန်ပြီးတော့စစ်ဆေးတင်တယ်။ဒါမှသာလျှင်သူကမဲနဲ့ပတ်သက်တဲ့ဟို လူပြောသူပြောမခံဘူးလူဝေဖန်ခံစရာမဖြစ်မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့ကျွန်တော်တို့ကလည်းဒီရုပ်ောက်ပွဲအောင်အောင်ဖြစ်ထွန်းစေခြင်းနဲ့မဲဆင်းကလည်းအပြစ်ပြောစရာမရှိတော့အောင်ကောင်းမွန်စေခြင်းနဲ့ဘာလို့ဘုံကြီးကိုယ်တိုင်ကလည်းတအားသူစိတ်ထဲမှာပြပြောကကြက်ကြက်တို့ကြက်ကြက်နာသူပြင်ဆင်ပြီးတော့လှုပ်လှုပ်နေတာတွေ့ရအဲ့တော့ဘာပြောကျွန်တော်တို့ဒီအားလုံးဝိုင်းကူရမယ်ပေါ့နော်နောက်ကလည်းဆင်းမှန်အောင် ဟိုကြိုးစားတင်တယ်နောက်ဒီလေးထွေးဖို့ပေါ့ထွေးဖို့ဘက်ကလည်းဒီစင်းကိုပြန်တိုက်တင်တယ်နောက် UEC UEC ရဲ့စင်းကိုပြန်တိုက်တင်တယ်တိုက်ပြီးတော့မှတတိယပြန်ပြီးတော့ဟိုဒီဒီပထမကြိမ်ထုတ်ပြန်တာရဲ့စင်းမှာအားနှစ်ချက်အားနှစ်ချက်ဒီအားသားချက်တွေရှိမယ်အဲ့ဒါကိုပြန်ပြီးတတိယကြိမ်ထုတ်ပြန်တဲ့ကပိုမှန်လာအောင်တတိယကြိမ်ထုတ်ပြန်တဲ့ကပိုမှန်ပြီးမှန်လာအောင်လို့အားလုံးအားလုံးပါအောင်ပေးရမယ်ယူဆတယ်နောက်ပြီးတော့လူတွေကပြကျွန်တော်တို့မြန်မာပြည်သူလူလူတွေရဲ့တဘာဝလည်းရှိရပြဟိုဒီလက်ညှိုးလေးတစ်ချက်ခလုတ်လေးနှိပ်ပါဆိုတော့မနစ်ချင်းပြင်းတဲ့ကျွန်တော်တို့မြန်မာလူလူကပြင်းတယ်တချို့မြန်မာလူလူကတကယ်ပြင်းတယ်ကျွန်တော်တို့ကတော့ကျွန်တော်ကျွန်တော်တို့ကျွန်တော် MP News ကိုကြည့်ဖို့တော့ကိုဟို YouTube အတူတွေ Facebook အတူတွေ Facebook ကျွန်တော်တို့ဟာကျွန်တော်တို့မဟုတ်ဘဲနဲ့ကျွန်တော်တို့နာမည်ကြီးတွေနဲ့ကျွန်တော်တို့ရဲ့ channel နာမည် TV သတင်းဌာနနာမည်တွေနဲ့အဲ့လိုမျိုးတွေနဲ့တော့ YouTube တွေမှာ Facebook တွေမှာဟို Telegram တွေမှာ TikTok တွေမှာတွေ့နေရတယ်အဲ့တွေ့နေရတယ်ကျွန်တော်အဲ့အရာတွေအတူတွေပါမဟုတ်ပါဘူးအဲ့လိုနေအဲ့အရာကို follow follow လုပ်တာလည်းပြန်ဖြုတ်ပါမလုပ်ပါနဲ့ဆိုတော့မျိုးကျွန်တော်ပြောတယ်ကျွန်တော်တို့ရဲ့အစ်စ်မန် Telegram လာ join ပါအစ်စ်မန် Telegram လာ join ပါလို့ကျွန်တော်အချင်းချင်းခါဘလောက်ပဲပြောပြောကျွန်တော်လူတွေကအဲ့လို join မှုအဲ့လို join မှုတပေးလိုက်တဲ့အချိန်တမိနစ်ကလေးတော့မပေးချင်ဘူး ဲ့လိုဒီကျွန်တော်တို့ကပြင်းတယ်အပြင်းထူတယ်အဲ့တော့အဲ့လိုပြင်းထူတော့အခုမင်းစင်းကိစ္စမျိုးဆိုပြည်သူတို့ကအပြင်းထူတယ်အပြင်းထူတဲ့ခါကျတော့တော့မကြည့်ချင်ဘူးတော့မကြည့်ချင်ကိုစင်းပါပါပါငါလည်းမတွောဘူးပါဘာလို့ကြည့်ချင်တွောချင်ဘာပြင်းတယ်တွောချင်ပြီးရင်တွောရင်ဘာလို့လဲဆိုတော့တွောရင်မင်းစင်းမှာငါမပါငါလည်းမပါရင်တော့ငါပြန်ပြီးတော့လုခိုင်းရမယ်ပုံစံသုံးပါညာဘောပြဆိုင်အရှောက်လောက်ရမယ်ဆိုတော့ဟာနိုင်လှုပ်ရှုပ်တော့ကွာတွောချင်အဲ့လိုဖြစ်တော့ပြင်းဟိုနည်းနည်းလေးဟိုအပြင်းထူတဲ့ပြည်သူလူထုရဲ့ဟိုခုန ရွရဲရဲနဲ့သွားတဲ့ဌာနဆိုင်ရာရဲ့ပေါင်းဆက်သွားတဲ့အခါမလိုလားတည်းဖြစ်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကတော့ပုံလင်းပြောတော့ဒါလေးစနစ်ချာပေါင်းဆက်ပြီးစနစ်ချာလုံးချရင်ကောင်းမယ်လို့ကျွန်တော်တို့တိုက်တွန်းပါတယ်။နော်အဲ့တော့ဟိုသက်ဆိုင်ရာဌာနဆိုင်ရာကြီးကြီးတွေနောက်ဒီလူကြီးတွေကိုယ်တိုင်လည်းကိုယ်ကိုယ်ဝန်ထမ်းနေတဲ့ကိုယ်တခြားပြန်တိုင်ပြန်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲပြင်ဆင်ဖို့အသင့်ပြီလို့ကျွန်တော်မြင်တယ်။ဘာလို့မဟုတ်ရင်လာမယ်မယ်ရွေးကောက်ပွဲကြလို့ရှိရင်ကျွန်တော်တို့မကြောက်ရမနာတော့လည်းဖြစ်သွားနိုင်တယ်။နောက်တစ်ခုကအမ် ဘာလို့လဲခုပါတီတွေနေနဲ့လဲပါတီတွေနေနဲ့လဲလူလူကိုလိုက်ပြီးတော့စီယုံမှုလုပ်ပြီးပါတီစီယုံမှုလုပ်ပြီးလိုက်ပြီးတော့လူလူတို့ချလိုက်ပြီးတော့ဟိုဒီမဲသွားကြည့်ဖို့မဲမဲအောင်မှာကိုယ့်ရဲ့ဟိုစီယင်ပါပါတွားကြည့်ဖို့ပါတီတွေလည်းတောင်းအပ်ပြီးလုပ်ပြီးနောက်တစ်ခုကလူပညာရှင်တွေကလည်းကျွန်တော်တို့ပသက်ကြီးပြင်နေကြပါနဲ့တော့ခင်ဗျားဒီချိန်မှာမှမကူညီဘယ်ချိန်မှာကူညီမလဲเนาะအဲ UC ကလည်းအဲ့လူပညာရှင်တွေကိုလှန့်ခေါ်ရမှာပဲခင်ဗျားကူညီပါဆိုပြီးတော့ပြောရမှာပဲအဲ့မှာတခါလူတိထင်ရှားပုံကိုယ်တွေလက်သုံးချောင်းထောင်ခဲ့ပြုတဲ့သူတွေကိုယ်ကပြန်ခေါ်ရမှာဘာလို့လဲဆိုတော့သူတို့မှာသူတို့မှာသူတို့ရဲ့အပြစ်ကိုသူတို့အပြစ်ကိုပြန်ပြီးကျွေးဆောက်ဖို့ကဒါပဲရှိတယ်ချမ်းသာမရှိဘူးအဲ့တော့သူတို့အပြစ်ကိုလည်းကျွေးဆောက်ခွင့်ပြုရမယ် ချင်းဟိုချင်းဖြတ်ခွင့်ပြုရမယ်ဒါနဲ့ချင်းဖြတ်ခွင့်ပြုရမယ်အဲ့တော့ခေါ်ရမယ်အဲ့ဒီလက်သုံးထောင်ရဲ့လူတွေလက်ခေါ်ရမယ်သူတို့မလာဘူးဆိုရင်ဘာလို့မလာလဲမလာချင်းကြောင်းရပါတယ်ဒါနိုင်ငံတော်ကူညီတဲ့ကိစ္စမင်းတို့အဲ့ဒါတော့လာတဲ့နေဆိုတာမျိုးပြောရမှာပေါ့မလာဘူးဆိုရင်โอเคမလာဘူးဆိုရင်တော့မှတ်ထားပေါ့ဗျာမလာဘူးဆိုရင်ဒီကောင်တွေဘလို့ချိုးလဲချိုးလာလို့မှတ်ထားပေါ့သူတို့ပြချင်းတွေလက်ခေါ်ရမယ်နော်အဲ့တော့ဟိုဒါလေးတော့ကျွန်တော်တို့အားလုံးပေါက်ဆက်ပြီးတော့မဲကိစ္စမှန်အောင်လုပ်ချဖို့ပို့ပြီးတော့စနစ်ကြအောင်လုပ်ချဖို့လူပြောစရာမဖြစ်အောင်လုပ်ချဖို့ကျွန်တော်တိုက်တွန်းပါတယ်အမ်ဘာဖြစ်လဲဆိုတော့နောက်ကဒီဒီဒီကိုယ်တည်းလေးလောင်းနေရလဲကိုယ့်ဘက်ကကိုယ်တည်းချက်စနစ်ကြလေးပြင်ဆင်ကြဖို့လိုပြီးလို့ကျွန်တော်တိုက်တော့ပါတယ်။ဘာယူကောက်ပဲလဲစတော့မယ်နီးလာပြီဆိုလေနော်။ဒါလေးကကျွန်တော်တို့ စိတ်ဝင်စားတဲ့အကောင်းနဲ့ issue လေးဖြစ်နေပြီเนาะဒါလေးထည့်ပြောတာပါဆိုတော့ဒါတစ်ချက်ပေါ့เนาะနောက်တစ်ခုကအာကျွန်တော်တို့ဘာပြောရမလဲဆိုတော့နောက်တစ်ခုကဒီကျွန်တော်တို့ကြောက်ပြန်ကိစ္စနဲ့ကျွန်တော်ပတ်သက်ပြောပါမယ်ကြောက်ပြန်ကိစ္စနဲ့ပတ်သက်ပြောမယ်ဆိုရင်ထူးခြားတဲ့သတင်းတစ်ခုဒီအပိုင်းမှာဆက်ထွက်ပေါ်လာပါတယ်ဒီဘက်ကဆက်ထွက်နေပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘယ်လိုလုပ်ကဘက်ကဖြစ်ဖို့များပါလဲကော်မတီတယောက်နော်မော်ရယ်တယောက်မြန်မာမှာမြန်မာမှာကြောက်ပြန်နဲ့အလိမ်ခံလိုက်ရပြီးတော့အခုအခုအသက်ပါခံလိုက်ရတယ်ဆိုတဲ့အမျိုးသတင်းဆက်ထွက်လာပါတယ်နော် ဘယ်လိုလုပ်က model the voice ဘယ်လိုလုပ်ရဲ့ the voice မှာလဲစီစဉ်မှာလဲဝင်ရောက်ရှင်းပြခဲ့ဘူးတယ်ပြီးတော့ model လုပ်နေတယ်အဲ့ကလေးမလေးတယောက်အသက်26နှစ်အရွယ်ရှိတဲ့မျိုးသမီးတယောက်ပေါ့နော် model မျိုးသမီးတယောက်ဟာတဲ့သူက model ဖြစ်ရှင်တယ်သူအောင်မြင်ထင်ရှားရှင်တယ်အဲ့ခါကျတော့သူကဒီ international fan တွေချိတ်ဆက်တာလွတ်တော့ရေလွတ်တဲ့ခါကျတော့သူ social media တောင်းရင်တော့တောင်းရင်လည်းသူကကြည့်ရတာဒီကြားပြန်လုပ်တဲ့ကောင်လေးနဲ့ချိတ်ဆက်ပြီးသွားပုံရတယ်အဲ့လိုပြီးသွားပြီးတော့ဘန်ကောက်ထိုင်းနိုင်ငံကိုရောက်လာထိုင်းနိုင်ငံရောက်လာပြီးတော့မြန်မာဘက်ကဘာကူလာတယ်ဆိုပြီးတော့ဒွန်းချတယ်မြန်မာကူလာတယ်ကူလာလဲပြီးလဲပြီးတော့ပျောက်သွားတယ်အဲ့ဒါစပြီးတော့နော် ပြောရရင်စက်တင်ဘာပြီးခဲ့တဲ့စက်တင်ဘာ20မှာမြန်မာဘက်ကိုရောက်လာပြီးတော့ပျောက်သွားတယ်ပျောက်သွားပြီးတော့ကြားပြန်နေဖမ်းဆီးတယ်ခံလိုက်ရပြီလို့ပြောလို့ရတယ်เนาะအဲ့တော့ပြောရရင်တော့ဟိုဖမ်းခံရပြီးတော့နောက်သူကဘာလို့ဆို dating website တွေမှာသူကအကောက်အထုတွေနဲ့ဖွင့်ပြီးတော့ရှားလူတွေကိုလိုက်ဆွဲရတယ်ပေါ့ဆွဲပြီးတော့ကြားပြန်ကစားဖို့ဆွဲရတဲ့အလုပ်ကိုလုပ်ရတယ်ဖြစ်လာတယ်အဲ့လိုဖြစ်လာရင်နောက်ဆုံးမှာတော့တခုလေးကြတော့နောက်ဆုံးကြတော့ပြီးခဲ့တဲ့အော်တိုဘာ၄ရက်မှာတော့အဲ့ဒီအမျိုးသမီးနဲ့သူမိသားစုနဲ့အရင်တော့အဆက်အသွယ်ရှိနေသေးတယ်မြင်နောက်တော့အဆက်အသွယ်လုံးဝပြတ်သွားတယ်ပြတ်သွားလိုက်ပြီးလည်းပြောခုအခုအဲ့ဒီအမျိုးသမီးဘာဖြစ်သွားပြီလဲဆိုတော့မေးခွန်းမပြတ်တာတင်နေအောင်အခုကြားရတော့အဲ့ဒီအမျိုးသမီးရဲ့ ကြားဖြတ်ကိစ္စတွေအမျိုးသမီးမလုပ်တော့ဘူးမလုပ်တဲ့အတွက်အဲ့ဒီအမျိုးသမီးကိုတပ်လိုက်တယ်တပ်ပြီးတော့ဥရီကိစ္စတွေထုတ်ကြောင်းလိုက်တယ်ပေါ့ဗျာဟိုမတက်ခင်ဥရီကိစ္စထုတ်တော့ပေါ့ဒါပေမဲ့ဒီကြောက်ကတ်တို့အသေးတို့ကဟိုတမ်းမှုကြည့်တယ်လေအဲ့တော့ထုတ်ကြောင်းပြီးတော့လုံးဝကြောင်းပြီးလူကိုတပ်လိုက်တပ်ပြီးတော့လူကိုပါတခါတည်းဟိုမီးရှို့ပလိုက်တယ်ပေါ့ဗျာမီးသီးချိုပလိုက်တယ်ပေါ့အဲ့လိုပလိုက်တယ်ဆိုပြီးတော့တရင်တွေထွက်လာပြီးတော့ကိုရင်းအစိအစိအင်္ဂါအစိပိုင်းတွေရောက်ခံရတယ်လူကိုလည်းမီးရှို့တက်ခံလိုက်ရတယ်ဆိုကြောက်ဖြတ်နေပေါ့နော်မြန်မာနေဆက်တိုင်းမြန်မာနေဆက်ကကြောက်ဖြတ်ဆိုမြန်မာဘက်ချောင်းကိုဦးစားပြီးတော့အဲ့လိုပြောထားတယ်ဆိုတော့ကျွန်တော်တို့တော်တော်လေး ဟိုလန့်အောင်လန့်သွားပါတယ်ဟိုယူသတင်းဌာနကဒီယူကရိန်းသတင်းဌာနတွေဖော်ပြတယ်ဗီလာရုစ်ကဖော်ပြတယ်ရုရှားသတင်းဌာနတွေဖော်ပြတယ်သတင်းဌာန၃လေးကသတင်းဖော်ပြလာတာဖြစ်ပါတယ်အဲ့တော့ကော်မတီကျော်လည်းနည်းတန်းတန်းပြန်ချေတော်လေးပါဆိုတော့ကြားဖြတ်နေပတ်သက်ရင်တော်တော်လေးတော့ကြောက်စရာကောင်းပါတယ်အခုဒီနေ့ဒီချိန်ဒီခုချိန်ထိလူရယာငွေရလူစိတ်အောင်မြင်လူစိတ်နဲ့အတင်းဝင်ပြီးတော့ကြားပြန်မှမသိဘာမှမသိညာမသိရှောက်လို့တဲ့ကိစ္စတွေကနောက်ဆုံးမှာအခုလိုမျိုးဆုံးရှုံးမှုဖြစ်စီတယ်အဲ့တော့ကျွန်တော်ခဏခဏပြောတယ်ကျွန်တော်လက်ထက်ကဖုန်းတွေကဆိုရှယ်မီဒီယာပလက်ဖောင်းတွေကကျွန်တော်တို့ဒုက္ခပြပေးနိုင်လေဆိုတော့ကျွန်တော်မြဲပြောပါတယ်ဒုက္ခအများကြီးပေးနိုင်ပါတယ်ဒါကြောင့်တိုင်းကိုမယုံကြည်ကြဘူးပါကျွန်တော်တို့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကလူတွေကိုဘယ်လောက်ဒုက္ခပေးတယ်လဲဆိုတော့ တို့ပြန်စမ်းသပ်ကြဖို့လိုလေလိုနေပါပြီအဲ့တော့ကျွန်တော်တို့ပြစ်နိုင်ရင်တော့ဗျာကဘာဥစားပြန်သွားမှာလို့ပြီပတ်တွေပဲတောင်းရမှာလို့ဖြစ်နေပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ social media touch ဟို phone touch screen တွေပေါ့နော် touch screen တွေ touch screen ဖုန်းတွေပေါ်လာတဲ့အခါမှာကျွန်တော်တို့လူတွေအလိန်ခံရတယ်လူတွေပတ်စံတွေပါသွားတယ်စသဖြင့်ကျွန်တော်တို့ရဲ့ဟိုကျွန်တော်တို့ဖြစ်ချင်တဲ့နေရာတွေကတခုခုဖြစ်ဖြစ်နေရတယ်ဖြစ်ကြတယ်ဟိုလူရမှုတွေခံရတယ်မရိမှုတွေချင်းခံရတယ်ဟိုငွေတွေပါသွားတယ်အလိန်ခံရတယ်မျိုးစုံပုံစံမျိုးစုံချင်းခံရတယ် အဲ့စက်တော့တက်စက်ခရနီပေါ်လာကနီးပညာတားမြင်လာပြီဘောနော်ဆိုတော့ဟိုတော်တော်လေးကျွန်တော်တို့ဖုန်းတွေကျွန်တော်တို့ဒုက္ခပေးတယ်ကျွန်တော်တို့ဆိုချင်ပြောင်းကျွန်တော်တို့ဒုက္ခဆိုချင်ပြောင်းတွေကကျွန်တော်တို့ဒုက္ခတီးကျပေးတာတွေ့ရတယ်ကျွန်တော်တို့ဝေးမပြောဘူးကျွန်တော်ကိုယ်တိုင်ပင်လင်အခုဒီရဲ့ဘက်မှာကျွန်တော်ငင်းကြိုင်းဖိုရန်တက်တယ်အဲ NCA ညီလာခံလာတက်တယ်ကျွန်တော်အကောင့်အဆက်လူလုံးနဲ့ Facebook မှာကျော်မျိုးမင်းဆိုပြီးတော့ကျော်မျိုးမင်း MP News ဆိုပြီးတော့ဆိုပြီးတော့ Facebook account တစ်ခုတက်လာကျွန်တော်တို့ပြပြပါမယ်ပြပါမယ်ဘာလို့ဆိုတော့အဲ့လိုတက်လာတော့ကျွန်တော်အားအသေးသွားတယ်ဘာလဲပေါ့ငါနဲ့ဘာဆိုင်လို့လဲပေါ့ဆိုပြီးတော့ပြီးတော့တချို့မိတ်ဆွေတွေကလည်းမေးတယ်မေးတော့ပို့ဖို့ကျွန်တော်မဟုတ်ဘူးကျွန်တော်မဟုတ်ပါဘူးပြောရတယ် မိတ်ဆွေတယောက်မကောက်လူပေါင်းများစွာတော်တော်လာမေးတယ်ကျွန်တော်မဟုတ်ဘူးဆိုတော့ရှင်းပြရတယ်ဘာလို့ဆိုမဟုတ်တာမဟုတ်မဟုတ်မဟုတ်တာပြီးတော့တော့ကျွန်တော်ပြမယ်ကျွန်တော်အကောင်ဆိုပြီးတော့ကျွန်တော်လူမျိုးချင်းထည့်တယ်ကျွန်တော်တို့ဆိုရင်ချင်းထည့်တာဒါမျိုးတွေပေါ့ဒီလိုမျိုးနဲ့ကျွန်တော်ပုံနဲ့ကျွန်မျိုးမင်းကျွန်မျိုးမင်းဆိုပြီးတော့ MP new သတင်းတိုက်တယ်နော်နောက်တစ်ခုကဒီလိုပုံနဲ့အိုက်ကောင်တင်ထားတယ်ဒီလိုတင်ထားတယ်ဗျာဒီလိုကြီးဒါ NC ပွဲတဲ့ခန္ဓာမှတ်တရဆိုတော့ကျွန်တော်စဉ်းစားနေတာဒီဓာတ်ပုံကတယောက်ကတော့လာပြီးခြိုက်သွားတယ်ကျွန်တော်နဲ့တူဆယ်ဖီလာဆွဲသွားဒီဘက်ကဦးလေးတယောက်ကဒီဘက်ကအင်ကြီးရှင်နဲ့ဦးလေးတယောက်ကကျွန်တော်ဆယ်ဖီလာဆွဲသွားတယ်ပြီးတော့သူသူ့ဖိတ်ဆောင်မှာသူတင်ကောင်းတင်လိမ့်မယ်အဲ့ဒီနေရာဒီမှာတယောက်ကနေပြီးတော့အဲ့ဒီကောင်ဒီအတုလုပ်တဲ့ကောင်တကောင်ကမြင်ပြီးတော့ copy ယူပြီးတော့ အဲကြောင့်မြင်အစ်စ်လိုမျိုးသူဟန်ဆောင်ပြီးတော့သူတင်နေတဲ့သဘောလိုကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်နှစ်နာတယ်ထိခိုက်တယ် YouTube မှာလည်းကျွန်တော်နာမည်လေးနဲ့အဲကျွန်တော်တို့အပီလူနာမည်လေးနဲ့ရှိတယ်ကျွန်တော်နှစ်နာတယ်ဆိုတော့ social media platform တွေဆိုးချိုးပေါ့ဗျာဒီကောင်တွေကရွေးကောက်ပွဲနေ့လာကမှဓာတ်တွေလုံနေဆိုတာကရွေးချက်ရှိမယ်ကျွန်တော်တို့ဘာသဘောလဲတော့မသိဘူးအခုကျွန်တော်တိုက်ပြီးကောက်ထားပြီးတော့ TTC ဘာမီဆိုပြီးတော့ Facebook မှာတက်နေတယ်ခင်ဗျားတို့အမှဟီဟာဝီလာဝါလာသွားလုံနေကြတယ်အဲ့ဒါတွေရွေးကောက်ပွဲနေ့နေ့လာတဲ့အချိန်မှာတက်လာတဲ့ဟာနော်ပြီးတော့ဟိုလွှမ်းပိုင်တဲ့မီဒီယာနဲ့ပြဿနာတက်ပြီးတော့နောက်တစ်ပတ်လောက်ကြာမှာအဲ့ကောင်စပြီးတော့တက်လာပြီးတော့အခုခင်ဗျားတို့သွားပြီးလုံနေကြတယ်အဲ့ဒါတွေက ျွန်တော်တို့ဒုက္ခကြီးကြီးပေးနေမှာပြီးတော့အဲ့ဒါတွေကမယူသားဘူးသိဖို့လို့တာမယူသားပါဘူးအဲ့တော့တချို့ကိစ္စတွေဆိုရှယ်မီဒီယာမှာတုံးနေဆိုတာကျွန်တော်တို့ကဆိုရှယ်မီဒီယာဆိုတာဟိုအဝေးရလူနီးနီးကပ်နေချင်လို့ပြီးတော့ကျွန်တော်တို့မသိတဲ့ဘာသာအကြောင်းအရာတွေလေ့လာချင်လို့ကျွန်တော်တို့မသိတဲ့သတင်းတွေကိုနားထောင်ချင်လို့ဖတ်ချင်လို့ရှုချင်လို့ဆိုရှယ်မီဒီယာကိုတုံးကြတာဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ဒုက္ခပေးရရဖြစ်နေဆိုတော့မမိဘူးလို့ဒါကြောင့်ဆိုရှယ်မီဒီယာကြောက်ဖို့ကောင်းပါလေအခုပဲဘယ်လိုလုပ်စကကောင်းပါလေဖြစ်သွားတယ်ဒါမျိုးဆိုရင်အာမျိုးဆိုရင်တသွားပြီ။အဲ့သူသူမိပါလေဆိုတာရင်ကျိုးရပြီ။အဲ့တော့ပြီးတော့အဲ့ဒီကိစ္စရဲ့နောက်ဆက်တွဲကမြန်မာဆိုးရပါညိပဲ။ထိုင်းလည်းညိပဲ။ထိုင်းရောမြန်မာဆိုးရောညိပဲ။ပြီးတော့အခု Starlink ကိစ္စ Starlink ကိစ္စဆိုခု တိုင်းမြန်မာနယ်သက်ကကရင်ပြည်နယ်တဲကတချို့တော့နယ်သက်ဒေသနေရာတွေမှာစတားလင်စက်တွေအခုစတားလင်ကိုစပြီးတော့ပိတ်ပြီပြီးခဲ့တဲ့နှစ်ရက်တော့လောက်ကအီလွန်မတ်ကို American Congress ကမေးတယ် Mr. Stalin နေရာနေကြားဖြတ်နေကြားဖြတ်နေလုပ်နေတယ်နောက်တခြားသောဒီအချက်ဖတ်မှုတွေလုပ်နေတယ်အဲ့ဒါတွေကတော့ Mr. Stalin ကပေါ်ပတ်သက်သူဖြစ်နေတယ်အဲ Mr. Stalin ဘာဖြစ်လဲဆိုပြောတဲ့အချိန်မှာအီလွန်မတ်ကစဉ်းစားသွားပြီတကမ္ဘာလုံးသူရောက်နေတာအကောင်မြန်မာပြည်ရောက်လဲ Stalin ကြားမှာသူတို့ခေါ်ရောက်တယ် ရတွေ့ကြည့်အဲ့တော့မြန်မာမြန်မာ region နဲ့ထွက်တဲ့ star line တွေမြန်မာ region နဲ့ပေါ်လာမယ့် star line တွေမြန်မာပြည်ကိုတည်တယ်လို့ယူဆရတဲ့ဟာတွေသူကကြည့်လိုက်မယ် IP address တွေကြည့်ပေးတော့ဘယ်လိုပဲကြော်တာကြော်တာကြည့်ပြီးတော့ okay ဒီကောင်မြန်မာပြည်ကဆိုရင်အဲ့ကောင်ဒီကောင်လုံး internet line ဖြတ်ကွာဆိုပြီးတော့ညီပညာရ internet line ဖြတ်တာမျိုးတွေလုံးမလောက်ဘူးပြောနိုင်ဘူးအခုကြာကမလုပ်လာနိုင်တဲ့ကင်ပြင်းတွေထဲမှာရှိတဲ့အချို့နေရာတွေမှာ star line set တွေခဏအလုံးမလုပ်တော့ဘူးပြတ်သွားပြီးတော့ကြားတယ်အဲ့တော့ပြောရရင်ညာ ဟိုဒါရီယာဆိုရှယ်မီဒီယာနဲ့နီးပညာတွေရဲ့ပေါင်းဆက်လာတဲ့ platform တွေရဲ့ဆိုဂျိုတွေကြားဖြတ်နေဆက်ဆက်လာတဲ့ဆိုဂျိုတွေအကြမ်းဖက်မှုတွေဖြစ်တဲ့ဆိုဂျိုတွေပေါ့အဲ့တော့ဒါရီယာသတိထားရမယ်ပေါ့နော်အဲ့ဒါတွေတွေ့ရတာတစ်ချက်ပေါ့နော်ဒါတော့ကေဒီမှာကစဖြစ်နေပြီအဲ့တော့မြန်မာပြည်ရဲ့နီးစင်ညာဘယ်ညာရှိမလို့တော့မသိဘူးအဲ့ညာတွေမှာရှိတဲ့ဂျာဟို starling တွေကတော့စပြီးညှိတော့မယ်သဘောတော့ရှိတယ်အဲပြောရရင်တော့ကောင်းလဲကောင်းတယ်ဆိုလဲဆိုတယ်ကောင်းလဲကောင်းတယ်ဆိုတာဘာလဲဆိုတော့တရားမဝင်ဖြစ်နေ starling တွေမြန်မာပြည်ကိုတရားမဝင်တင်သွင်းအောင်ချနေတဲ့ကိစ္စတွေရတယ်ပြတ်သွားမယ်ပြတ်တော့သွားမယ်ဒါပေမဲ့တကယ်တရားဝင်အဲ့တို့အဲ့တို့ကောင်းတယ်ဒါပေမဲ့ဆိုတာဘာလဲလို့မြင်တချို့ internet မမအစိုးရ internet line မရတဲ့နေရာတွေ phone line မရတဲ့နေရာတွေကြတော့ င်တာနက်နဲ့ပတ်သက်ရင်တိတိကျကျတားနေသွားမယ်အဲ့ဒါဆိုရင်အင်တာနက်ပြတ်တော့ဖြစ်ဒါကလူတွေရဲ့စိတ်ကပြဿနာရှာကြအောင်မယ်ဒီလိုတော့ရှိတယ်ဒါကြောင့်မလို့ကောင်းတာလေးဆိုးတာလေးအများကြီးရှိပါတယ်ကျွန်တော်တော့အဲ့ဒါရှိတယ်အဲ့တော့တခါအဲ့လိုပဲဒီချားပြန်နေ style နေဆက်ဆက်ပြီးတော့နောက်တစ်ခါချားပြန်နေဆက်ဆက်တယ်လို့ဆိုပြီးတော့ကိုကံမိသားစု၄ယောက်၄ယောက်ရဲ့ဇာတ်သိမ်းကလည်းတော်တော်ဆိုးပါတယ်အခုကိုကံမိသားစု၄ယောက်တည်းကအဲနောက်ထပ်၂ယောက်ဖြစ်တဲ့ဝေနဲ့ဝေရဲ့အဲလီယိုရဲ့ပေါ့နော်ကိုကံဝေမိသားစုနဲ့လူမိသားစုပေါ့ပြီးခဲ့တဲ့ရပိုင်းနေမှာတော့ပယ်မိသားစုနဲ့မိမိသားစုတော့ဟိုတယောက်ကကောင်းကောင်းလုပ်ပလိုက်ပြီးတေတံအောင်ကြမယ်ထင်ပါတယ် နော်တော်တော်လေးတို့နဲ့ပတ်သက်မှုရေးဖွင့်ပြီးသွားလို့အမိတ်ချတော့မယ်။နောက်ဘယ်နှစ်ရက်ကြာရင်တော့တို့အမိတ်ချမယ်တို့ဘာအမိတ်ဆိုပြီးတော့ချပါလိမ့်မယ်။အဲကြရင်တော့ပြင်းထန်တဲ့အမိတ်ဖြစ်ပါလိမ့်မယ်။ဘာလို့မိမိသားစုဆိုရင်တည်တံပေးလိမ့်မယ်လို့ယူဆတယ်။နောက်ဒီဘက်ကပယ်မိသားစုဆိုလည်းအချိန်ကြီးမကောင်းပါဘူး။အဲ့တော့ခုဘသူလည်းရောက်လာလဲဆိုတော့ဝေမိသားစုနဲ့လျိုမိသားစုလည်းရောက်လာပါပြီ။အဲ့ဒါဘာလဲဆိုတော့တရုတ်မီဒီယာတွေရဲ့ဖော်ပြချက်အရဆိုရင်တော့ဝေမိသားစုနဲ့လျိုမိသားစုရာဇဝတ်ကိုင်းတစ်ခုအဲ့နှစ်ခုကြားချင်လည်မှုတွေနဲ့တရုတ်နိုင်ငံသားကိုပြစ်မှတ်ထားလိမ့်တဲ့ကိစ္စတွေပေါ့။အခြားသောရာဇဝတ်မှုတွေအတွက်တရားဆွဲဆိုလိုက်ပြီဖြစ်တယ်ဆိုပြီးတော့အောက်တိုဘာ15ရက်မှာတရားဆွဲဆိုပြီးဆွဲတယ်ဆိုပြီးတော့နိုင်ငံပိုင်မီဒီယာနေကြညာပါတယ်နောက်တစ်ခုက ဒီအဲ့လိုကျင်းပပြီးတဲ့နောက်မှာသူကဘာဆက်ပြောလဲဆိုတော့မြန်မာအဲ့လူလိန်တဲ့လူတော့နော်လိန်တဲ့သူကတရုတ်နိုင်ငံအဲ့ကြားဖြန့်ကြောင့်ကိုကန်ဒီတာကြားဖြန့်ကြောင့်တရုတ်နိုင်ငံသားရှီဦးတည်တယ်လိန်လယ်မှုကနေပြီးတော့အမြတ်ကြီးရွာ9ဘီလီယံကျော်ဘီလီယံကျော်ရတယ်လောင်းစားတန်ဆန်တဲ့အမြတ်ကလည်း9ဘီလီယံကျော်နောက်တစ်ခါတခြားသောမတမန်တဲ့သူများတွေပေါင်ရွမ်း16ဘီလီယံကျော်လောက်ရတယ်ဆောက်စားဒီမို့ဘီလီယံက16ဘီလီယံ16တန်းကျော်နေဟုတ်ကဲ့ရှီက14ဘီလီယံကျော်အဲ့လိုရတယ်ပေါ့ဒါကဘယ်ရလဲဆိုတော့ဝင်းမီသားစုရဲ့ ဝင်မိသားစုရဲ့ဟာပေါ့နော်ဝင်မိသားစုရဲ့ရတာလို့ပြောတယ်နောက်တစ်ခါကျွန်တော်တို့သိရတယ်လို့မိသားစုလေးစုပေါင်းအတွက်ကဘီလီယံ80နဲ့တရာချောင်းမှရှိရလို့ကြားတယ်ယွမ်ယွမ်အဲ့လောက်ရှိရလို့ကြားတယ်ပမာဏဒါကွန်ဖာမ်တော့ကျွန်တော်ပြေးလို့မရဘူးဒါပေမဲ့တရင်းနေအဲ့လိုကြားနေရတယ်ဆိုတော့အဲ့လောက်ဒီလုပ်ထားတယ်ပေါ့နော်ဝင်မိသားစုကဝင်မိသားစုကဘာလုပ်တာလဲဆိုတော့သူကဟိုကြားဖြတ်လိမ်လည်မှုတွေလုပ်တယ် ဂျမ်ပဲဘယ်လိုကောင်းလဲတက်ပြတ်မှုတွေလုပ်တယ်ပေါ့ဗျာအဲ့ဒါတွေကြောင့်ဝေမိသားစုကဒါပြည်ထန်ကြီးကြီးမားခံပဲပေါ့နော်နောက်တစ်ခုကလီယိုမိသားစုလီယိုမိသားစုကိုလည်းအဲ့လိုပဲသူတို့ကလည်းဒီ online လေးကိုပြုပြီးတော့ချောင်း28ခုတိောက်ထားတယ်အဲ့ဒါကြောင့်မလို့အဲ့ဖွဲ့မိသားစုကိုလည်းသိမ့်ပိုက်တယ်ဗာညာပေါ့ဗျာစသဖြင့်အဲ့မိသားစုကိုလည်းအေးအေးမြဲဆိုပြီးတော့လီယိုမိသားစုကျတော့ယွမ်နှစ်တမချောက်ဘီလီယံကျော်လောင်းကစား10ဘီလီယံ online ကယွမ်18တန်းဆိုတော့ယွမ်7ဘီလီယံကျော်ပေါ့ဗျာလီယိုမိသားစုကအဲ့လိုရှိတယ်ဆိုပြောတယ်ဆိုတော့သူတို့ဒီအကျိုးမဲ့တွေရခဲ့တဲ့ပတ်စံတွေဘီလီယံချီတယ်ပေါ့ဗျာအဲ့ဒါကြောင့်ခုနက ဒီမိသားစု၄စုပေါင်းဘီလီယံ80နဲ့တရာချားရှိတယ်လို့ကျွန်တော်ပြောတာပါ80နဲ့တရာချားရှိတယ်တို့ဒီ80နဲ့အထက်ပေါ့နော်ရှိနေမယ်။ဘာလို့ဆိုတော့တို့အားလုံးလုတ်ခဲ့တဲ့လိန်ညာမှုတွေနောက်ဓာတ်ပြန်တဲ့ဘက်တွေလုတ်ခဲ့တယ်ဆိုတာတွေကတို့ဆိုးပါတယ်။အဲ့တော့ဒီနေရာမှာတချို့ကဒီပြောတရာရှိတာကိုထားပါတော့ဗျာလူမိသားစုကိုပြောပါဦးမယ်ပေါ့နော်။လူမိသားစုတို့ပဲမိသားစုတို့မိမိသားစုဝင်မိသားစုရှိမယ်။ဆက်ထားပါတော့မိသားစုတစုပဲထားပါတော့ပဲမိသားစုမပြောတော့ပါဘူး။မိသားစုအနေနဲ့ဆိုပါစို့။ तू ကတရုတ်နိုင်ငံယူနီမင်းနာမှုတွေလာတယ်။လာတယ်ဆိုရင်အိုကေလက်ခံလိုက်။သူစိတ်ထဲမှာသိတာကတရုတ်နိုင်ငံကသူတို့ရှေ့အမျိုးငားတယ်။သူတို့တကယ်ဖြစ်နေတာပုံစံဖြစ်ခဲ့တာတွေကမျိုးငားတယ်။ ငါပြီးအဲ့မြေပေါ်မှာအစာအုပ်တွေစောက်တယ်ဟိုတယ်တွေဖွင့်တယ်ဆိုတော့ဩဒါလည်းအဆင်ပြေတယ်ပေါ့ရတယ်လေအဲ့ကြောင့်ကိုကန်လောက်ကင်မြို့မှာဟိုတယ်တွေအလုံးမမြောက်တာတက်လာဆိုအဲ့ဒါအလုံးရာနေချီထက်လာထွက်လာတာအဲ့ဒါအလကားမဟုတ်ဘူးသူအဲ့တိရုတ်တရဝင်လာတယ်သူဘာလဲဆိုရင်းနှီးမြောက်လို့မယ်ဘာလို့လဲဆိုတော့ခုနအဲမြေတွေကိုငားလိုက်တယ်အဲ့ဒီမိသားစုတွေပိုင်တဲ့မြေတွေကိုငားတယ်ငားပြီးအဲ့မြေပေါ်မှာဟိုတယ်တွေစောက်တယ်ပြီးတော့ entertainment လုပ်တယ်ပေါ့အဲ့အဲ့လိုမျိုးဆိုတော့ဒီဒီမိသားစုလေးသူကကြားပြန်ကြောင်းလည်းမသိဘူးဘာအကြောင်းမှနားလဲတာမဟုတ်ဘူးဘာလို့ဆိုသူတို့အဲ့ဒီနီးပြောင်တော့မှနားလဲလို့မျိုးမဟုတ်ဘူးအဲ့တော့နားမလဲတဲ့ခါကျတော့နားမလဲပါမလဲနေဆိုတော့ဥပက ြုတ်ရလာလို့ဟုတ်ပဲထင်ပြီးလက်ခံထားတယ်ပထမလာပိုင်းတွေနှစ်ပိုင်းတွေတော့ဖြစ်နိုင်တယ်ဟိုတယ်ဖွင့်တယ်ဟိုတယ်ပေါ်မှာကာစီနိုထည့်မယ်ဟိုကာစီနိုထည့်နေမှာသူကဟိုတယ်တချို့နေရာတွေအခန်းတွေတချို့နေရာတွေကိုသူကတဖြည်းဖြည်းချင်းသူကသူတို့ရဲ့ဒီကြားပြန်ဟာအဖွဲ့တွေကိုခေါ်ခေါ်ထည့်လာပြီးတော့ကွန်ပျူတာတွေဝယ်လာမယ်ဟိုအားကြီးထည့်မယ်ဒီအချိန်မှာအဲ့လိုနဲ့ကြားပြန်ခိုင်းကြီးတွေကစိတ်ဝင်လာတယ်ဆိုတော့ကျွန်တော်ကဒါဘာဘာပြောလဲဆိုတော့ဟိုပြီးရရပိုင်းကလာဟိုကမိတ်ဆွေတို့ကပြောပါတယ်လာဟိုမှာလာပြီးရင်းနှီးမြှုပ်နှံတဲ့တရုတ်စီမံကိန်းတွေတော်တော်များကားတဲ့ မျက်နှာဝါမှာတော့အမြင်မှာတော့တိ့ဝဲစက်ရုံတွေပေါ်ပေါ်လေးပေါ်ရဲပေါ့ဗျာသူတို့ပြောရရင်တော့တော်တော်ကြောက်ရအောင်လေးဆိုကြီးအဲ့အဲ့ပုံစံမျိုးဖြစ်နေတာလို့ကျွန်တော်တို့ကောက်ချက်ချတာဖြစ်လာတယ်ဆိုတော့တရုတ်တွေကလာအိုမှာစက်မှုစုံဧကတရားပေါ့ထားပေါ့ဧကဧကတရားပေါ့စီမံစက်မှုစုံဧကတရားစက်မှုစီမံကိန်းပေါ့ဧကတရားโอเคသူကကာလမကြီးရဲ့ဘေးမှာရှိတဲ့အားတွေပေါ့စက်မှုစုံတွေစုံတွေစုံတွေစုံပေါ်ပလိုက်စက်ရုံစက်ရုံညိုက်ပေါ်လိုက်ဒါပေမဲ့အဲ့လမ်းမကြီးရဲ့နောက်နှစ်လမ်းမြောက်သုံးလမ်းမြောက်လောက်ရောက်ကိုအတွင်းလမ်းလောက်ရောက်ကိုအဲ့ဒီမှာ entertainment city လို့လို့ဘာလို့လို့ ਨੇ ဘားတွေကလပ်တွေ high gang တွေ KTV တွေနောက်အခြားသောဘာတွေမှမသိတဲ့ဒီမူရတောက်စားတွေက ထဲမှာကြီးကျယ်လို့လားမိမကိစ္စတွေရဆိုအထဲမှာကြီးကျယ်လို့လားအဲ့တော့ဒီမှာစက်ရုံမှာလလုံးတွေရဲ့လာဝတွေရတဲ့အလောင်းနိုင်ငံသားတွေရဲ့လလုံးနေနေရတဲ့ပတ်ဆံအဲ့ဒီနောက်က entertainment city တွေမှာဟိုင်းကန်တွေမှာကုန်တယ်အဲ့လိုမျိုးနဲ့ तू ကရှေ့ပါနေလူတွေကိုဘာလုပ်ထားလဲဆိုတော့ဒီမှာပတ်ဆံရှာပြီဒီမှာလာဖြိုးဒီမှာပတ်ဆံချင်မှာလာဖြိုးသူတို့လိုချင်တဲ့ကုန်ထုတ်ကတော့ရသွားတယ်အဲ့လိုပုံစံမျိုးနဲ့ပဲတလုတ်သွားတာဟာတဲ့အဲ့တော့ပြောရရင်အဲ့လိုမျိုးရှိရဆို ဒါပေမဲ့စက်မှုဇုံလေးလို့ပဲလူတွေကမျိုးလုံးမှမြင်တာစက်မှုဇုံပဲ။စက်မှုဇုံထဲမှာတရုတ်နိုင်ငံသားတွေအတွက် entertainment city လေးတစ်ခုတော့ထည့်တင်တာပေါ့။ entertainment space လေးတစ်ခုထည့်တင်တာပေါ့ဆိုတာလည်းပြောရင်းနဲ့ entertainment space ကကျယ်ကျယ်လာပြီးနောက်ဆုံးမတရားတဲ့မှုတွေခုနကဒီတရားမှုအလုပ်တွေပါလုပ်လာတယ်ဆို။အဲ့လိုမျိုးပဲဒီကိုကန်လောက်ကန်ဒေသမှာလည်းဒီလူမျိုးတွေကနေစရင်နောက်ဆုံးကြားဖြန့်ဒေသတွေပဲဖြစ်သွားတယ်။ဆိုတော့ဟိုလူတွေကလည်းသူတို့စိတ်ထဲမှာတော့ငါတို့လည်းငါတို့ကဒီမှာငါတို့တပိုးတမင်းမယ်ငါတို့ဘာဖြစ်ငါတို့ AC ပဲငါတို့ပြင်ပြီးတယ်ဆိုပုံစံမျိုးနဲ့လုံရင်းနဲ့အခုတော့လက်လွန်ချီလွန်နေဖြစ်ကုန်ပြီနောက်ဆုံးမှာသူတို့မိသားစုတွေပေါ်အဆုံးသတ်တယ် ဖြစ်လာတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာနောင်ကျလို့ရှိရင်အာဏာမြေဖွဲ့စည်းတွေနဲ့ဆက်စပ်မှာတရုတ်ကလာပြီးရင်းနှီးမြှုပ်နှံစီမံကိန်းတွေရှိရင်အဲ့စီမံကိန်းတွေအတွင်းကြကြအသေးစိတ်ကိုထေချာလေးလာဖို့လိုတယ်စီမံကိန်းကစီမံကိန်းပါဒါပေမဲ့တရုတ်တွေရဲ့အဲစီမံကိန်းနဲ့တွဲပါလာတဲ့ entertainment ဆိုပြီးခေါင်းစဉ်အောက်ကနေကိုရာဒီမွေးစေဝါတွေနော်ဒီဟို high gang တွေ happy water တွေနောက်တစ်ခါ party club တွေနော်ဒီလိန်မှုကိစ္စတွေအဲ့ဒါတွေအကုန်လုံးကရောထွေးပါလာတတ်ပါတယ်အခုလှိုင်သာမှာတော့တချို့နေရာတွေမှာဖြစ်နေပြီမဟုတ်ဘူးလားလှိုင်သာမှာတချို့နေရာဖြစ်နေကျွန်တော်သိတယ်ကျွန်တော်ကြားတယ် ဒါပေမဲ့ကျွန်တော်တချို့အားကြာကျွန်တော်တို့ပြောရမလို့စောသေးတယ်ပြောစောသေးတယ်ဆိုတော့ကျွန်တော်မစုံလင်းသေးဘူးချက်လက်အဲဒါလိုင်းသားမှာတော့တချို့နေရာမှာတိကျတယ်ဟိုတယ်အလုံးလိုက်ပြက်လိုက်ငှားပလိုက်တယ်အင်ညာဆိုတော့အင်ညာစီမံကိန်းဝင်တွေအပြတ်ငှားပလိုက်တယ်အဲလိုအင်ညာထဲမှာစီမံလင်းကားလုံးငှားပလိုက်တယ်ပြင်ထဲမှာဘာလုပ်နေလဲကျွန်တော်မသိအောင်အဲလိုမျိုးတွေနဲ့လိုင်းသား FMI ဝင်းတို့စသဖြင့်ပေါ့ဗျာဒီတိတန်လုံချုံရေးလောက်တာဝင်းတို့အားစသဖြင့်ဝင်းနေဝင်းနေပေါ့ဗျာ FMI ဝင်းတို့တစ်ခါပဲလဲဟိုပန်းလိုင်းတို့အဲစသဖြင့်အဲလိုနေရာတွေမှာရှိနေမှာနောက်တစ်ခါ အဲ့တယောက်တည်းတချို့တော့ဒီနာမည်ကျော်ဟိုလူကြီးတွေရဲ့လူကြီးတွေရဲ့ပိုင်ဆိုင်တဲ့အိမ်တွေပါလေဆိုသူတို့မနေပဲမဲ့မနေတဲ့အိမ်တွေဆိုအဲ့ဒါငှားပလိုက်ပြီးတော့ကောက်ဖွင့်လာပြီးလှုပ်ပြလာတယ်။ဘာလို့လဲဆိုတော့မစစ်လောက်ဘူးလို့ဘယ်သူမှဒုတိယဘောမစစ်ဘူးဆိုတော့တီးလို့အဲ့ဒီညာကလူကဝင်ပြီးတော့လှုပ်လာ။ဆိုတော့ဒါတွေကကြတော့တော်လေးချောက်ဆရာကောင်းပါလေချောက်ဆရာကောင်းပါလေဒါကြောင့်ကျွန်တော်နားလေးကိုလည်းကြုံကြက်လို့တာဒီနေ့ထည့်ပြောတာပါ။ဆိုတော့ဒီကိုကံမိသားစုရဲ့ဇာတိန်ကတော့ဒီတော်တော်ဆူပါတယ်။လူမိသားစုကတော့နည်းလေးအဲဘာပြောအားလုံးကလူမိသားစုတော့ပြည်ထန်အပေါ်ဆုံးလို့ပြောလို့ရတယ်။ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်။ဝေမိသားစုကတော့တိတ်ချင်နေမကောင်းဘူး။မြေမိသားစုလည်းချင်နေမကောင်းဘူး။ပယ်မိသားစုလည်းချင်နေမကောင်းပါဘူး။ဒီလိုကြားတယ်။အဲ့တော့ဘာပြော ချင်းကြီးကတော့ချင်းကြီးကတော့ချင်းကြီးကတော့မကောင်းဘူးပေါ့ဗျာနော်အဲ့ဒါတော့ဒါကြားဖြတ်နေဖက်ဆက်တဲ့ကိစ္စတွေနဲ့ညှိသွားတာခုနကနော်ခုနဘယ်လာရုစာမျိုးတွေညှိတာမျိုးတွေနော်အခု Starling ကိစ္စညှိတာမျိုးတွေဒါတွေအကြောင်းလို့ရှိတယ်သိမကြခင်မှာတော့ဒါဟိုကြားဖြတ်ရဲ့ Starling ကိုတွဲပြီးတော့ရိုက်ချတယ်ဇာတ်လမ်းတွေတော့ကြီးကျယ်ပေါ်လာလိမ့်မယ်လို့ယူဆပါတယ်နော်ဘာဖြစ်မလဲတော့မသိဘူးစောင့်ကြည့်ကြတာပေါ့ကရင်ပြည်နယ်တဲ့အုပ်စုတွေတခြားနေဆက်ကအုပ်စုတွေဘလို့ဘလို့ဖြစ်မလဲတော့ကြီးကြည့်ကြတာပေါ့နော်လက်နက်ကင်သဘောအုပ်စုတွေနော်အဲ့ဒါလေးပြောပြီးဒီနေ့နောက်ဆုံးအပိတ်လေးကကျွန်တော်တို့ Peace Forum ထဲမှာ ဖိုရမ်ထဲမှာဘာတွေဆွေးနွေးကြရတယ်လဲဆိုတဲ့ပြောတာပေါ့ကျွန်တော်တို့ကကျွန်တော်တို့ section 1လို့ခေါ်တယ်အုပ်စု A လို့ပဲခေါ်မှာလားအဲ့ထဲမှာကျွန်တော်တောင်းအဲ့ထဲမှာကျွန်တော်ရောက်ပါတယ်အဲ့အဖွဲ့ထဲမှာကျွန်တော်ဝင်ဆွေးနွေးရတယ်မှာပါပါတယ် panel discussion debate discussion တွေလုပ်ပါတယ်အဲ့မှာကျွန်တော်တို့လည်းဝင်ဆွေးနွေးတာလည်းရှိခဲ့ပါတယ်အဲ့တော့မဆွေးနွေးအဲ့အရာတွေကြောင့်မပြောခင်လေးမှာဘာရှိလဲဆိုတော့ RCSS ကဒီနေ့1နဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့ကြောင်ထုတ်တယ်အဲ့ဒီ NCA စနစ်ပြည်နဲ့ပတ်သက်ပြီးထုတ်ပြန်ကြောင်ထုတ်ပါတယ်ကတော့တီးပြီးသားဖြစ်မလားတော့သိဘူးအဲ့တော့ဘာလဲဆိုတော့ NCA စနစ်ပြည်က NCA ကအောက်ပါအားနေချင်များကြောင်ပေါ့ဗျာ အဲစီကောင်ကြောင့်အစီရွယ်ရွယ်တိုင်းမအောင်မြင်နေခဲ့တာဖြစ်တယ်ပေါ့ဆိုရီမတ်ထားရတယ်မဆောင်နိုင်တာပေါ့နော်။သူကပြန်ဖတ်ပြန်ပြန်အားနေကျတဲ့စင်ကုံများကြောင်းအောက်ပါအားနေကျတဲ့စင်ကုံများကြောင်းတဲ့။ NCA ကောင်းတဲ့ပေါ်ချင်းကိုရီမတ်ထားသည့်အတိုင်းမဆောင်နိုင်ခြင်းဖြစ်ပါတယ်ဆိုသူပြောတယ်။အဲ့ဒါပါဆိုတစ်ချက်ကနှစ်ဦးနှစ်ဖက်ကြာယုံကြည်မှုမတီးထောင်နိုင်ခြင်းတဲ့။နှစ်ချက်ကနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားသည့်သဘောစာချုပ်အတိုင်းအကောင်းထဲမှာပေါ်နိုင်ခြင်းတဲ့။သုံးချက်က2008ပေါ်ချင်းကိုဂျန်ဦးရောက်ရှိအောက်ရောက်ရှိရတဲ့အစိုးရက EU အများပြပေးလို့ဆောင်စီခြင်းတဲ့။လေးချက်ကတက်မတော်ကတိုက်ပြီးအာဏာထိန်းချုပ်လိုက်တဲ့အတွက်ရင်းကြီးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့ခြင်းတဲ့။ဒီချက်တွေကြောင့် ီခုနကပြောလဲဆိုတော့ NCA account ပေါ်ချင်းကိုယူမှန်းထားတဲ့နေရာမှာမဆောင်ရနိုင်ရင်းဆိုတော့ပြောတယ်။တချင်းနေမှာပဲအကြံပြုချက်ပေါ့ဗျာ။အကြံပြုချက်ကတော့တပ်မတော်အနေနဲ့ EO တွေနဲ့ယုံကြည်မှုစောင့်ခြင်းကိုပြန်လည်ပေါ်ဆောင်ခြင်းတဲ့။ဆွေးနွေးပွဲအဆင့်တက်မှာတပ်မတော် EO များဆွေးနွေးပြီးတော့သဘောတူညီချက်များဥစွာရယူခြင်းအဆင့်တက်မှာနိုင်ငံရေးပါတီများကပါဝင်တက်ပြီးသုံးဝင်ဆိုင်ဆွေးနွေးပွဲပြုလုပ်ခြင်းနော်။နောက်တစ်ခုကနံပါတ်၃ချက်ဆွေးနွေးပွဲကိုနိုင်ငံတကာသိသိမြများပါဝင်တက်ရောက်စီခြင်းနော်နိုင်ငံရေးဆွေးနွေးပွဲများနဲ့ဖက်ဒရယ်မူကိုထိခိုက်တာပြီးဆွေးနွေးခြင်းနိုင်ငံရေးဆွေးနွေးပွဲမှာရရှိလာသည့်သဘောတူညီချက်များကိုလွှတ်တော်တို့တင်သွင်းရေးဥပဒေဖြင့်တည်ပြီးပြန်ရန်ခြင်းတဲ့ဆိုတော့သူကဒီလိုအကြံပြုထားတယ်ဆိုတော့ အာဇီယန်ဆစ်ကလူတွေက तू ကဒါ तू ကသူ့တစ်ဖက်တည်းက तू ထုတ်ပြန်တာ तू ဘက်ကထုတ်ပြန်တော့ तू မှန်တော့ဗောဗျာ तू ကထုတ်ပြန်တော့ तू မှန်လို့ပဲပြောမှာပဲโอเคတက်မတော်ဘက်ကဘယ်စရာမရှိဘူးထင်ပါလားကျွန်တော်တို့ပြည်သူတွေကဘယ်စရာမရှိလို့ထင်ပါလားအာဇီယန်ဆစ်ထုတ်ပြန်တယ်ထုတ်ပြန်ချက်ကရာနှုန်းပြမှန်တယ်လို့ကျွန်တော်ရောယုံကြည်ရမှာလားအာဇီယန်ဆစ်ထုတ်ပြန်တာရာနှုန်းပြမှန်ပါတယ်လို့ကျွန်တော်ကိုယ်တိုင်ဆိုရင်လက်ခံပဲထင်ပါလားပုံမှန်လို့ပြောအာဇီယန်ဆစ်ရဲ့ထုတ်ပြန်ချက်ကရာနှုန်းပြအားလုံးလိုက်လို့ပြရမယ်လို့ကျွန်တော်မယုံကြည်သလို तू ထုတ်ပြန်တာကလည်းရှင်းပြရတော့ तू ထုတ်ပြန်တဲ့ချက်သာလည်းဖြစ်တယ်။ तू ထုတ်ပြန်ရကျွန်တော်တိုင်းပြည်ရတိဆောက်မှာမဟုတ်ပါဘူး။အဲ့တော့ ASEAN ကတိဆောက်တဲ့တိုင်းပြည်မဟုတ်ပါဘူး။တိုင်းပြည်ကို ကျန်တဲ့တနက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးတိုင်းသားတက်မတက်တိုင်းသားတက်မတက်တိုင်းသားအဖွဲ့အစည်းတွေတက်မလို့နောက်အစိုးရတက်သည့်နားလေသူတွေပညာရှင်တွေအကုန်လုံးပေါ်ပေါပါဝီဒီတက်ပြေကံကျွန်တော်ဆုံးဖြတ်ရတာအာဆီယက်ဆက်ထုတ်ခဲ့ကြတိုင်းလိုက်လို့ရမယ်တော့ပြောရမှာလို့ဘယ်ရမလဲဗျာသူတို့ထုတ်ကြည့်ဆိုကျွန်တော်လဲအာဆီယက်ဆက်ကအာဆီယက်ဆက်စီတွေနဲ့အချိုးပြင်ရန်ဆိုကျွန်တော်စာထုတ်မှာပေါ့ကျွန်တော်လဲအဲ့ဆိုသူဘာပြောမလဲဆိုတော့တခါကျရင်လူတွေကဘာဖြစ်နေလဲဆိုတော့ကိုယ်အဖွဲ့အစည်းတစ်ခုဘက်ကနေပဲစဉ်းစားပြီးပြောကြတယ်အဲ့တော့ငင်းတိုင်း foreign NCA foreign ကို foreign နဲ့ပြည်ကိုဥရဆက်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်မလာဘူးဥရဆက်ကဘာလဲဆိုတော့ထိုင်းနိုင်ငံကခံပြီးသွားတယ်နိုင်ငံလောက်ထားတယ်ခင်ဗျစဉ်းစားကြည့်ဦး ဥရစစ်ကိုထိုင်ရဘာဥရစစ်ကိုဘာပေးထားလဲထိုင်ရသူကိုယ်တိုင်သိတယ်ထိုင်ရဘလို့နေရာဘယ်ပေးထားလဲကျွန်တော်သိတယ်ကျွန်တော်သိတယ်ဒါကြရင်လေကျွန်တော်ကြည့်ကြည့်ပြီးတော့စဉ်းစားပါဦးဆိုတော့ဒီလူတွေကကိုကိုကိုတော့အကောင်သူများကိုလည်းညှို့ဖို့ကျွန်တော်ထိတ်ဆုံးသွားအဲ့တော့သူတို့ထုတ်ပြန်ထားတဲ့အတိုင်းဆိုကဲနှစ်ဖက်ချားမှာယုံကြည်မှုတိစောက်နိုင်ခြင်းနဲ့ယုံကြည်မှုတိစောက်နိုင်ခြင်းဆိုတာကဟုတ်ပြီသူကိုယ်တိုင်ရောယုံကြည်မှုပေးနိုင်ရလားသူကိုယ်တိုင်ရောယုံကြည်ရတဲ့လူဖြစ်ရလားဆိုတော့မိကိုကျွန်တော်ပြန်မိရမှာနောက်တစ်ခါနှုတ်နှစ်ဖက်သဘောဆိုင်တဲ့ကောင်တင်ပေါ်နိုင်ခြင်းနဲ့ကောင်တင်ပေါ်နိုင်ခြင်းဆိုတဲ့နေရာမှာအကောင့်တင်ပေါ်ခြင်းကိစ္စတွေက လင်မယားနဲ့ယောက်ကြတော့တချို့ကိစ္စတွေလုံးလို့မရတယ်အများကြီးရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေအပြစ်ထံပြောလို့တော့မရဘူးပေါ့ဗျာနော်စောင့်ချဖွဲ့စည်းပုံရောက်ဖို့အတွက်တော့အဲစောင့်ချမျိုးစုံပေါ့သူပြောနေကြကြီးတော့တိုင်းပြည်ကတက်မတော်တိုင်းပြည်အာဏာထိန်းလိုက်တဲ့အတွက်နေချမ်းကြီးလုံငန်းစီရပ်တန့်သွားတယ်အာဏာထိန်းလိုက်ရင်ရပ်သွားလို့သူကပြောတယ်โอเคအခုတက်မတော်ကဆွနေနေတာပဲအဲ့တော့နေချမ်းကြီးလုံငန်းစီဆက်သွားနေတာ NCA ကိုင်းဆက်သွားနေတာအခုကြမှာထားပြီးဘာကြောင်လဲတော့ကျွန်တော်မသိဘူးပေါ့နော်နောက်တစ်ခုကသူလုံးတင်တာတော့ EO တွေနဲ့တက်မတော်ကယုံကြည်မှုပြန်လေးတိစောက်ဖို့သူအခုအလုပ်နေတယ်ဒါပေမဲ့ RCSS ကတေချာခေါင်းဆောင်မှကြီးမလာဘူးမလာဘူးနော် ဲ့တော့ဆွနေဝဲအစ်စ်တီမှာတပ်မတော်တွေအီကိုဆွနေပါတဲ့သဘောတူရရပြီးမှအစ်စ်နဲ့ကြမှာတိုင်ငယ်တိုင်ငယ်ပါတီပါပါတယ်။ဩလက်နက်ကိုင်းတဲ့သဘုံတွေနဲ့တပ်မတော်ရင်ဆွနေသဘုံကြီးယူပြီးမှနိုင်ငံပါတီပါဆိုတော့မသိရင်ပဲသဘုံတွေကနံပါတ်1နိုင်ငံပါတီကနံပါတ်2အဲ့လိုလောက်ရမလား။တကယ်တော့ပုံနေပြန်ဩ inclusive ဆိုရင်အကုန်ပါမှာရှင်းရှင်းအကုန်ပါမှာအဲ့တော့သူဘာဖြစ်လဲဆိုတော့တပ်မတော်နဲ့ဘာချိန်ပြီးကြံရင်လို့တပ်မတော်စီဘာချိန်ပြီးတောင်းရင်လို့လည်းကျွန်တော်မသိဘူး။ RCS အုပ်စုပေါ့နော်။ဆိုစသဖြင့်ပြသူတို့ပြောနေရလေကြည့်ပြီးတော့သူတို့ကဒီ NCA နဲ့ဒီဆွနေပွဲတွေကိုသူကနည်းနည်းလေးဟိုဝေလဲဝေပန်းခြင်းနဲ့ဝေလဲဝေပန်းရဲ့ဝေလဲကြောင့်ပဲတော့ပြောသွားတယ်။ဒါပေမဲ့ပြောရင်ပြဟို ပြောရရင်တော့ဟိုထောက်ခံအားပေးခြင်းထက်လုပ်ထားမျိုးမလုပ်ဘဲနဲ့သူကနည်းနည်းလေးကြောင်ကြောင်ကြားလိုက်ထားလုပ်တဲ့သဘောမျိုးတွေ့ရတယ်။ဆိုတော့ကျွန်တော်ကတော့ point လေးပြောဒီနေ့ peace program မှာကျွန်တော်တို့ဆွေးနွေးကြတဲ့သူတွေဘာလို့ဆွေးနွေးကြလဲဆိုတဲ့မျိုးပေါ့။ဒီနေ့ peace program မှာတက်ရောက်လာကြတဲ့သူတွေအားလုံးရဲ့အဓိကဆွေးနွေးကြတဲ့အချက်ကြီးရှင်းရှင်းလေးပြောရရင်ကျွန်တော်တို့ပြည်သူလူထုကိုဘယ်လိုများကျွန်တော်တို့တင်ငင်အေဂျင့်အောင်နေဝင်အောင်လုပ်ပေးရမလဲငါကျွန်တော်အဲ့ဒါကိုစဉ်းစားကြတယ်။ဥပမာဆိုတိုင်းပြည်တင်ငင်အေဂျင့်ကြီးကျွန်တော်ပြည်သူလူထုရဲ့လိုလားချက်ကလည်းတင်ငင်အေဂျင့်ကြီးပဲလိုလားတာ။တင်ငင်အေဂျင့်ကြီးကိုလိုလားတဲ့ပြည်သူလူထုကိုအတွက်တင်ငင်အေဂျင့်မှုကိုပေးဖို့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုပဲစဉ်းစားကြတယ်။ဝိုင်းဝန်းဆွေးနွေးကြတယ်ဒီချက်။ အဲ့တော့စွန့်နေကြတဲ့အချက်တွေအများကြီးရှိတဲ့ထဲမှာကျွန်တော်ပြောမယ်ဆိုရင်ချုပ်ပြောရမှာဗျာဝင်လိုက်ကြရအောင်ချုပ်ပြောမှာချုပ်ပြောမှာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်စွန့်နေတဲ့အချိန်မှာဘာတွေပါလဲလို့ဆိုရင်ကျွန်တော်တို့အုပ်စုဒီဘက်အုပ်စုမှာဆိုလို့လူငယ်နဲ့ငင်းချမ်းကြီးမျိုးသမီးနဲ့ငင်းချမ်းကြီးဒါမျိုးတွေလေးဆွေးနေတယ်ဥမာငင်းချမ်းကြီးကြောင့်ပြောမယ်ဆိုရင်ကျွန်တော်လူငယ်တွေအများကြီးတည်နေရတယ်အဲ့တည်နေတဲ့လူငယ်တွေမတည်အောင်လို့လူငယ်နဲ့ငင်းချမ်းကြီးဆိုတော့လောက်ရမယ်လူကြည့်ပြရင်တော့စကလုံးတစ်ခုရှိတယ်ဗျာငင်းချမ်းတဲ့ကာလမှာဖေယိုသားမြုပ်ပြီးတယ်ဖေယိုသားမြုပ်နေပြရတယ်မငင်းချမ်းတဲ့ကာလရောက်လို့ရှိရင်တော့စစ်ပွဲတဲ့ကာလရောက်ပြီဆိုရင်တော့သားတွေကိုဖေယိုရဲ့ပြန်မြုပ်ပြရတယ်အခုလည်းကူသားတွေကိုဖေယိုရဲ့ပြန်မြုပ်ပြရတဲ့ကာလကိုရောက်နေတယ် အဲ့ဒါတိုင်းပြည်မှာဖြစ်နေတာမှားနေတယ်ဒါကြောင့်မလို့ကျွန်တော်ပြန်တက်ရမယ်အတက်ဖို့တော့ဘာလို့လဲဆိုတော့ကျွန်တော်ကထွက်ပေါက်လို့ဆိုတာတနိုင်ကလုံးထွက်ပေါက်ကပါလေရွေးကောက်ပွဲနဲ့ပြန်သွားမယ် NCA နဲ့တူရွေးကောက်ပွဲနဲ့ဆက်ထွက်မယ်ဒါပဲသွားလို့ရမှာအဲ့တော့ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့လူငယ်တွေနဲ့ညီငယ်ကြီးတို့ကမျိုးသမီးတွေညီငယ်ကြီးအမျိုးသမီးတွေရဲ့ညီငယ်ပေါ့ဘူးအဲ့ဒါကိုလည်းဆက်ခေါ်ဖို့ကြိုးစားကြတယ်နောက်တစ်ခါကျွန်တော်တို့ဒီဒီကာလာတစ်ခုလုံးမှာကျွန်တော်ပြန်ခြုံချင်းလိုက်တဲ့ခါပို့ရတယ်ကျွန်တော်အဖွဲ့စည်းအဖွဲ့စည်းဖွဲ့စည်းရှိတယ်အဲ့ဖွဲ့စည်းကနိုင်ငံတော်နဲ့ပြည်သူလူထုဘက်မှာရတဲ့အဖွဲ့စည်းနဲ့နိုင်ငံတော်နဲ့ပြည်သူလူပြည်ဆန့်ကျင်ဘက်မှာသွားနေတဲ့အဖွဲ့စည်းနှစ်ဖွဲ့ကွဲသွားတယ်အဲ့တော့နိုင်ငံတော်နဲ့ပြည်သူလူထုကိုဆန့်ကျင်တဲ့ဘက်မှာသွားနေတဲ့အုပ်စုက နေနိုင်တဲ့ပြည်ပြည်တဲ့ဥဖြစ်လာတဲ့သဘုံတွေဖြစ်လာတယ်နောက်ဆုံးအတိုက်ခံအကန့်အကန့်အကန့်တွေဖြစ်လာတယ်တိုင်းပြည်ကြီးကြီးချင်းချင်းဆိုတဲ့ဘက်ကနိုင်ငံတော်ရဲ့ပြည်သူ့ဘက်မှာရက်တဲ့သူတွေအကြောင်းတိုင်းပြည်ကဒီနေ့အချိန်ကြီးဆက်လက်တည်တတ်နိုင်ခဲ့တယ်ဒါတွေကဖြစ်ပဲအခုကျွန်တော်တို့ဆိုလည်းနိုင်ငံတော်ရဲ့ပြည်သူ့ဘက်ကရက်တည်တယ်တင်းကြီးချင်းဘက်မှာရက်တည်တဲ့အတွက်ကျွန်တော်တို့ကရှေ့ပြောရင်တော့တနေ့တနေ့တနေ့ပို့ပြီးတိုင်းပြည်ကြီးချင်းချင်းဆွတောင်းပေးနေတဲ့အတွက်တိုင်းပြည်လည်းကျွန်တော်တို့ပါဝင်ချစ်တဲ့လူအကုန်လုံးပူးပေါင်းပါဝေးတဲ့အတွက်တိုင်းပြည်ဒီနေ့ဒီလောက်ခံနေရအကောင်ကြီးရှိတယ်မသူလူငါတမင်းချာရအခုဒီကုန်းပြီအကုန်ဒီကုန်းပါနော်ကျွန်တော်အဲ့ဒါဆွနေကြတယ်နောက်တစ်ခုကပို့နိုင်ကြရင်ဗျာ PDF အယူကြီးနဲ့ပြန်လဲဆွနေဖို့ကိစ္စရောကျွန်တော်ဆွနေတယ်ထင်ပါပါတယ် ် UGB တွေကတော့စူးရိမ်ဖို့ဆိုတဲ့ကိစ္စတည်းကိုနိုင်ငံတကာဖွဲ့စည်းတွေကတောင်းဆိုတယ်နိုင်ငံတကာတာဝန်ရှိနိုင်ငံခြားရေးဝန်ကြီးတွေအကုန်လုံးကတောင်းဆိုတယ်ပြောတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့တင့်သလားမတင့်သလားဆိုတာတွေကပြန်ဆွေးနွေးရတဲ့အချိန်မှာပါတယ်နော်ပြန်ဆွေးနွေးကြတဲ့အချိန်မှာပါတယ်ပါတော့ပို့ရလည်းပြောရတော့တော့လူမျိုးဆွဲတဲ့ကိစ္စကြီးမဆွဲတင်တော့ဘူးကျွန်တော်လူမျိုးအဆွဲတွေနေကြတကယ်တော့လူအောင်လူပဲလူအောင်လူပဲလူမျိုးရဲ့အဆွဲနောက်ကိုလိုက်ရင်လူတွေကအဲ့အဆွဲနောက်ကြောင့်ပဲခုနကပါလဲဆိုတော့ငါလူမျိုးထိလို့ဆိုတော့ဟိုဖြစ်နေတယ်ကျွန်တော်လူမျိုးဆိုတဲ့နိုင်ငံသားဟုတ်ဆိုတဲ့စိတ်ကမွေးရမယ်လူမျိုးဆိုဖြုတ်ပြီးတော့နိုင်ငံသားကိုဆွဲလန်းရဒီသဘောကျွန်တော်အဆွဲလန်းနေပြောင်းရမယ်ဆိုတဲ့အတွေ့အကြုံအစားတွေပါဆာကျွန်တော်တို့ ပြောလာတယ်။နောက်ပညာရေးကဏ္ဍနဲ့ပတ်သက်လို့ကျွန်တော်တို့ကျွန်တော်တို့ပညာရေးကဏ္ဍနဲ့ပတ်သက်ရင်ပညာရေးနဲ့ပတ်သက်ရင်လူငယ်တွေရဲ့ပညာရေးတွေကိုကျွန်တော်ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတော့လူငယ်တွေရဲ့အတွေးခေါ်ယူဆတွေကိုကျွန်တော်ပညာရေးဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာမျိုးတွေကျွန်တော်စဉ်းစားကြစဉ်းစားကြတယ်နော်။နောက်တစ်ခုကအဲ့မှာဟိုဒီခုန NUG ကိစ္စပေါ့ PDF NUG ကိစ္စပြောတဲ့ခါကျတော့ရှင် NUG PDF နဲ့ဆွေးနွေးဖို့ဆိုတဲ့ကိစ္စမျိုးတွေ Okay ဆွေးနွေးဖို့ဆိုတာမျိုးနဲ့ NUG ကလည်းဘယ်လိုဖြစ်နေလဲဆိုတော့ဒီဘက်ကအဖြူဆိုဟိုဘက်ကအမဲသူတို့နိုင်နေပြီထင်ပြီးတော့စုတ်ပြီးတော့တိုက်မယ်ဆိုတာ။ဟောဒီဘက်ကအမဲဆိုသူကပြန်ဖြူအဲ့လိုပတ်လိုက်ရိုက်ပြီးတော့ ဘလို့လုံးမလဲပေါ့ဒါပေမဲ့ကာလာတစ်ခုရောက်ရင်သေချာတာကတော့ဆွနွေဝဲဝဲထိုင်ရမှာအချင်းရောက်ရင်ဆွနွေဘောထိုင်ရင်တဲ့လူကရောက်ကိုရောက်လာလိမ့်မယ်အဲအဲ့ရောက်တဲ့အခါဆက်ဆွနွေတွေဆက်သွားမယ်ဒီလိုပုံစံမျိုးကျွန်တော်တို့ပြောကြတယ်ပေါ့နော်ဆိုတော့ PDF EO ရဲ့ကိစ္စတွေအဲ့ဒီကိစ္စတွေမှာလည်းကျွန်တော်တောင်းတန်းနဲ့ပြီမှာနှစ်ချမ်းကွာသွားတယ်ပြီမှာအုပ်စုတွေကတွားရင်းနဲ့အဲ့မှာပင်အားတွေဖြစ်လာပြီးဟိုကောင်တွေထပြီးတော့လုံကြတယ်စသဖြင့်ပေါ့ဗျာဒါကိုတွေးကြတယ်ပြီးတော့ဒီကိုပိုင်းအကျိုးစီးပွားတွေပါအဲ့အကျိုးစီးပွားတွေကြောင့်တိုက်ပြီးအခုမဖြစ်သင့်တာရှောက်ဖြစ်ရတယ်ဆိုတာမျိုးတွေတိုက်ပြီး infra ထိတဲ့ကိစ္စတွေဒါကြီးကျွန်တော်တို့ကျွန်တော်တို့မဖြစ်ကြတယ်ပေါ့နော်နောက်တော့ရိုးရိုးရိုးရှင်းဆုံးပြောရင်တစ်ဖက်နဲ့တစ်ဖက်တိုက်ကြတဲ့ခါမှာတစ်ဖက်ထဲကိုအပြုတ်တိုက်ပြလိုက်တဲ့အထိ တစ်ဖက်ဖက်ကိုအပြုတ်လိုက်ပြည်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဥမာတက်မတော်ကိုအပြုတ်လိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးโอเคအဲ့ဆိုရင်တက်မတော်ကိုကျွန်တော်လက်နောက်ကိုဖို့ဆိုအပြုတ်တိုက်မှလာမင်းတိုက်ဖို့ဖြစ်နိုင်ရင်တော့တိုက်လို့မဖြစ်ဘူးအဲ့ဒါကိုတက်မတော်ကလည်းလက်ကင်ထားတယ်တိုက်ပလိုက်လို့ရတယ်အပြုတ်လိုက်ပလိုက်လို့ရတယ်ဆိုရင်တော့တိုက်လို့မဖြစ်ဘူးသူအဲ့ဒါကိုတက်ကလက်ကင်ထားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်နိုင်ငံသားတွေဖြစ်တယ်ကိုယ်တိုင်းသားကိုယ်နိုင်ငံသားတွေဖြစ်နေတဲ့အခါဒီလက်နောက်ကိတဲ့ပုံတွေလည်းကိုယ်တိုင်းသားနိုင်ငံသားတွေဖြစ်တယ်အဲ့တော့အပြုတ်တိုက်ပြင်မယ်ဆိုရင်တော့အဲ့ဒီအပြုတ်တိုက်လိုက်လို့ရှိရင်ဖြစ်သွားမယ်နောက်ဆက်တွဲရတဲ့အကြောင်းမဖြစ်ဘူးတိုက်လို့မဖြစ်ဘူးအဲ့တော့မတိုက်ဘူး တတိုင်နဲ့ညှိမယ်တိုင်နဲ့ဆွနေမယ်တိုင်နဲ့ဆွနေမယ်ဆွနေနဲ့တိုက်မယ်ဒီလိုနဲ့ပဲဖြစ်ဖြစ်ချင်းရအောင်ဆက်ခေါ်ပြီးတော့တိုင်ပြီးဆက်လက်တိစောက်ကြဖို့အကုန်လုံးပါကြဖို့ပေါ့နော်ပြီးတော့အဲ့တော်မျိုးစဉ်းစားကြရတဲ့သဘောမျိုးတွေဖြစ်တယ်ပေါ့နော်ဒါကြီးကနှစ်ဖက်သလုံးစစ်ပန်းလာတဲ့တနေ့နေ့တော့ရောက်လာနိုင်တယ်အဲ့ဒီနေ့ကိုကြာရင်တော့ဒါဆွနေကြပြီတိုင်ပြီးကြရမယ်ဆိုတာမျိုးတွေကျွန်တော်တို့ပြောကြတယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီ third party society တခုပေါ်လာဖို့လိုအပ်တယ်ဆိုတာဆွနေတယ် third party society တခုပေါ်လာပြီးတော့မှလက်နက်ကင်နေဆိုးရကြတက်မလို့ကြလက်နက်ကင်နေပြည်သူလူထုကြတက်မလို့နေပြည်သူလူထုကြဒီကြားထဲမှာပေါင်းကူးနိုင်တဲ့ third party society ကြီးတခုပေါ်ပေါက်လာဖို့လိုတယ်နောက်မှကြခင် election မှာတိုင်ပြီးမှလည်း တကယ်ကိုလူငယ်တွေနဲ့ပတ်သက်တဲ့အကြီးစားငြိမ်းချမ်းဖော်ရိုက်တခုလုပ်ဖို့လေဒါဆွေးနွေးတိုင်ပင်နေကြတဲ့ထင်မှာပါတယ်ဒါကြီးတို့တို့ဆွေးနွေးနေကြတယ်ဗောနော်အဲပြောပြောစီပြောရမယ်အများကြီးပဲလာမယ့်ရက်တရဆိုးရအစ်ပေါ်လာရက်တရတော့ဘာလုပ်မလဲဆိုတာကကျွန်တော်တို့ဘာလုပ်တင်လဲဆိုတာကဆွေးနွေးကြပါတယ်ပြီးရင်ထဲမှာပေါ့နော်စစ်မှုထမ်းကိစ္စမျိုးတွေအစဆွေးနွေးတယ်စစ်မှုထမ်းကိုကျွန်တော်တို့ဘယ်လိုမျိုးရွှေ့မလဲစစ်မှုထမ်းဆက်ထားတယ်လားမထားတယ်လားဘယ်လိုဆက်လုပ်မလဲဆိုတာရဲ့အစကျွန်တော်ဆွေးနွေးကြတယ်ထင်မှာပါတယ်ဆွေးနွေးအဲ့တော့ကတလင်တမယဥပဒေနဲ့ပြဿနာတက်နေတဲ့ကိစ္စတွေနဲ့အဲ့ဒီနောက်ဆက်တွဲမှာဟိုဘာလဲအကြက်ကင်ချင်းချောက်ခံရတဲ့ဇလန်တွေအစဒီအကြောင်းတွေကဘယ်လိုဖြေကျဖြေထုတ်မလဲဆိုတာစဉ်းစားတယ် မြို့နယ်ထူထူချိုးကြီးတွေတို့တွေရဲ့တချို့ကိစ္စတွေလွဲချော်နေကြတယ်အဲ့ဒါတွေကိုဘယ်လိုပြန်တည့်ရမလဲဆိုတာအဲ့ဒါတွေလုံးစဉ်းစားတယ်အများကြီးဆွေးနွေးဆွေးနွေးကြပါတယ်ဆွေးကြပါတယ်ပြောရင်တချို့ဆိုရင်ဘယ်ဆွေးနွေးရမလဲဆိုရင်မထူရက်သက်မှတ်ပြီးရင်ရက်သက်မှတ်ပြီးကျညာရက်တရားဆိုတရားကျညာပြီးရင်မလာဘူးလားမလာအပြတ်သာချဆိုတဲ့ထွေးတဲ့ချက်မျိုးတွေလည်းရှိတယ်ဒါဆွေးနွေးချက်တွေကအများကြီးပဲဒါပေမဲ့ဒါတွေကဆွေးနွေးချက်တွေဆိုတာဖြစ်နေဆိုတော့သိနေချင်တာပေါ့နော်ဆိုတော့ပြောရရင်တော့ဗျာကျွန်တော်တို့ဒီထဲမှာဆွေးနွေးတဲ့အထက်မှာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းများစွာပါပါတယ်။နောင်ရက်တွေမှာလည်းကျွန်တော်ထည့်ပြီးနဲ့ထည့်နေတဲ့ကျွန်တော်တို့ပြောလို့ရတာလေးတွေထုတ်ထုတ်ပြောပါမယ်။အဲဒါကြောင့် NGA ညီလာခံထဲမှာ Peace Forum ထဲမှာ တို့တို့ဆွနေကြတာအတိုင်းပြည်ကိုဘယ်လိုဆက်လက်ပြီးဆောင်အကောင်တပေါ်ကြမလဲဆိုတာအဓိကဆွနေကြတာပဲဆိုတော့ကျွန်တော်ဒီမှာပြောရရင်ဂျန်နေကြတာလည်းရှိနိုင်တယ်ဒါပေမဲ့ထေချာထားတော့အဲ့ဒီ point ကြီးပဲဆွနေတယ်လူတွေရဲ့စိုးရိမ်တော့ကောက်ဘယ်လိုဖြေပြောင်းဖြေပြောင်းမလဲဆိုတာအဓိကဆွနေတယ်ခုမှဆွကြပါဆိုကြကျွန်တော်အလွယ်ဆုံးတောက်တခုတပြောရင်ဒီပြိပခါတွေပြည်လေရောဘာကြီးအတွက်လူမျိုးရေးကိုအခြေခံတဲ့ဘာညာဘာညာပေါ့ဗျာအဲ့အဲ့ဟန်တို့တွေပေါ့ဆိုတော့အဲ့ဒီကိစ္စမျိုးတွေကိစ္စတွေကျွန်တော်ဆွနေပါတယ်လူမျိုးရေးကိုအခြေခံလာတဲ့ပြိပခါတွေကိုဘယ်လိုဖြေရှင်းမလဲပြီးတော့ပြည်သူလူကြမှာပေါ့ဝန်ဆွနေကိုလိုပြီးလားဆိုတာကိစ္စမျိုးကျွန်တော်ရှင်းလေးပဲ ဒီနေ့ဖြစ်နေတဲ့ခင်ချင်တွေကလူမျိုးရေးကိုအခြေခံပြီးဖြစ်တယ်လို့ပြောရင်လူမျိုးစုတွေမှာတိုင်းရင်းသားလူမျိုးစုတွေမှာဘာပြဿနာမှာဘာမှမဟုတ်ဘူးသူတို့မှာဘာမှမဟုတ်ဘူးသူတို့မှာဘာမှပြည့်မရှိဘူးဒါပေမဲ့လူမျိုးရေးဆိုပြီးအခြေခံထားတဲ့လူတစုရဲ့ပြဿနာလူလူရဲ့ပြဿနာမဟုတ်ဘူးလူတစုရဲ့ပြဿနာလူတစုရဲ့ပြိပခလူတစုရဲ့ပြိပခသာဖြစ်တယ်လို့ကျွန်တော်ကကြောက်ချက်ချတယ်ဒီတိုင်းကျွန်တော်မြင်တယ်အဲ့တိုင်းမှကျွန်တော်သူတို့သုံးသပ်တယ်လူတစုရဲ့ကောက်ပြိပခလူတို့ရဲ့ပြိပခမဟုတ်ဘူးလူမျိုးစုလူတို့ရဲ့ပြိပခမဟုတ်ဘူးလူမျိုးစုလူတို့ရဲ့ပြိပခမဟုတ်ဘဲနဲ့လူတစုရဲ့ပြိပခသာဖြစ်တယ်အဲ့လူတစုကဘာလဲကုသိုလ်အကျိုးစီးပွားအတွက် တိုက်ပွဲတွေပေါ်တယ်တိုက်ဂျိုးစီဘွားအတွက်သူကလူဒုဆိုတဲ့နာမည်ကိုသုံးတယ်လူမျိုးစုဆိုတဲ့နာမည်သုံးပြီးတော့ဂျိုးစီဘွားဖန်တီးတယ်အုပ်စုသာဖြစ်တယ်လို့ကျွန်တော်တို့ကကောက်ချက်ချတယ်အဲ့ဒါမျိုးလည်းဆိုတော့ကျွန်တော်ပြန်ဆွေးနွေးတာအများကြီးပါဒါကြောင့်ဟိုဆွေးနွေးရတယ်အများကြီးဖြစ်သွားပြီဒါပေမဲ့နောက်ရက်နောက်ရက်ဒီမှာထပ်ဆွေးနွေးကြရှိနိုင်တယ်နောက်ရက်ကြုံတဲ့ခါမှာကဏ္ဍကဏ္ဍလိုက်ဆက်ဆက်ပြီးဆက်ပြောထည့်ပြောသွားပါမယ်အဲ့တော့ကျွန်တော်ဒီဆက်မှုဒီနေ့လည်းဒီလောက်နဲ့ရပ်ပါမယ်